စမယ်ဗျာကြာလုံးတော့နော်ဒီနားမှာအပေါ်မှာတော့သူကဖြစ်ခဲ့တာတွေရှိတယ်ဒီ၃ခက်ပုံတူကစားတာတွေနော်ကျွန်တော်တို့ဒီမှာ၄ခါ၃လုံးနောက်ထိပ်၃လုံး6ခွန်8တူနော်နောက်ပေါင်း5 6ခွန်ဆိုစီနီယာတွေပြေးတာနောက်တစ်ခါ6ထိပ်ခွန်ထိပ်8ထိပ်တူခွန်8 9တူဟောစီနီယာတွေလိုမျိုးအပြေးကစားတာတွေရှိတယ်အခုဒီနေရာမှာကျွန်တော်ထိပ်၃လုံး8ထိပ်၃လုံး8ထိပ်၃လုံး8လို့ကစားပြီးတော့6ခါ5ခါ4ခါနဲ့ကစားနော် ဲ့ဒီသူ့ဇောင်းမှာကျွန်တော်ရှစ်ထိပ်ကိုးထိပ်သုံးညားထိပ်လို့စီနီယာအပြေးလေးပေါ့နော်ရှေ့မှာတုန်းကတော့သူဒီလိုမျိုးကစားခဲ့တာတွေရှိတယ်ဒါပေမဲ့ဒီမှာလဲကျွန်တော်ကစားအောင်မလားဆိုပြီးသုံးညားထိပ်စီကျွန်တော်ထည့်တယ်နော်အဲ့သုံးညားထိပ်စီကဟိုနေ့ကလည်းကျွန်တော်ပြထားပါတယ်သုံးညားထိပ်စီဒီဘက်မှာကစားနိုင်တဲ့ရှိတယ်ဆိုတာလေးอ่ะနော်မကြိုက်တဲ့လူလည်းကစားပေါ့လေမကြိုက်တဲ့လူလည်းမကစားနိုင်ဘူးနောက်သုံးညားထိပ်စီကကျွန်တော်ဒီဘက်မှာခဲတံနဲ့ရှစ်ထားတာတွေမဖြစ်ဘူးတို့ဒီနားမှာ သူ့ဘေးကနေပြီးတော့1 2 3 4 5ချိန်နော်သူဘေးကနေ1 2 3 4 5ချိန်သူဘေးကနေ1 2 3 4 5ချိန်နော်အဲ့ဒီ5ချိန်အတိအစင်းလာတဲ့ line မှာဒီနှလုံး6နှစ်ပေါင်း8 8ရ5ရပေါင်း3 3ရ9ရပေါင်းသူကနှစ်လို့ပြောတယ်နော်နှစ်6နှစ်5ဆိုတော့3 3ကို9နဲ့ပေါင်းရင်နှစ်နော် အဲ့ဒီနှစ်ကိုသူ့အောက်မှာတခါကျွန်တော်တို့၃ညနဲ့၅နဲ့ပေါင်းရင်၅၅နဲ့၉နဲ့ပေါင်းရင်၄၄နဲ့၈နဲ့ပေါင်းရင်သူကနှစ်လို့နှစ်နဲ့သာထွက်တယ်နော်အဲ့တော့ဒီလေးလုံးပေါင်းလိုက်ရင်နှစ်ကိုဒီလေးလုံးပေါင်းလိုက်ရင်နှစ်လို့ပဲသူကပြန်ပြီးတော့ကစားတယ်နော်အဲ့သူပြန်နေ၅ချိန်စင်းလိုက်ရင်၆ရက်လေးပေါင်းရင်၃ည၃ညနဲ့၄နဲ့ပေါင်းရင်၄၄နဲ့၅နဲ့ပေါင်းရင်၉နော်၉လို့သူတက်ချက်ကစားတယ်အဲ့ဒီ၉ကိုသူ့အောက်မှာ၅နဲ့၄နဲ့ပေါင်းရင်၉ခုနဲ့ငါနဲ့ပေါင်းရင်၄ လေးနဲ့ငါးနဲ့ပေါ့ကိုကိုသာနှက်ချက်ကစားရနော်အဲ့ဒီသုံးလုံးပေါင်းရင်ကိုကိုဒီသုံးလုံးပေါင်းရင်ကိုလို့သူပြန်ကစားတယ်ဒါဆိုရင်နောက်တစ်ခါသူ့ဘရနေငါးချိန်စင်းလာလိုက်6နဲ့4နဲ့3ညာ3ညာနဲ့8နဲ့ပေါင်း8 8နဲ့6နဲ့ပေါင်းရင်နေရောအဲ8နဲ့6နဲ့ပေါင်းဟုတ်လေ3ညာနော်ဒီနှလုံး3ညာဒီနှလုံးက3ညာဆိုတော့သူကပေါင်းချင်း3ညာပေါ့နော် 6နဲ့4နဲ့ပေါင်း3ညာ3ညာနဲ့8နဲ့ပေါင်း8 8နဲ့2နဲ့ပေါင်းရင်3ညာเนาะပေါင်းရင်10လို့ရတယ်အဲ့ဒီပေါင်းရင်10ကိုတခါသူ့အောက်မှာ6 8ဆိုတော့4 4နဲ့2နဲ့ပေါင်းရင်6เนาะဒီ3လုံးပေါင်းရင်6 6ကို4နဲ့ပေါင်းရင်3ညာလို့ပဲသူက10တန်းနှစ်ခါထွက်တယ်เนาะအဲ့တော့သူကဒီမှာဖြစ်ခဲ့တာကဒီ3လုံးပေါင်းရင်2ကိုဒီ3လုံးပေါင်းရင်2တခါဒီ3လုံးပေါင်းအဲဒီ4လုံးပေါင်းရင် ကိုဒီလေးလုံးပေါင်းခြင်းကိုဒါဆိုရင်ဒီမှာဒီလေးလုံးပေါင်းခြင်းတုံညာကိုဒီလေးလုံးပေါင်းခြင်းတုံညာလို့ပဲသူကသွားကစားတယ်အဲအခုဒီနေရာမှာကျွန်တော်တို့ဒီသုံးလုံးပေါင်းခြင်းက၈ဖြစ်နေ၈တုံညာ၄ရှစ်ဆိုတော့ဒီသုံးလုံးပေါင်းခြင်းဒီ၈အဲ့ဒီ၈ကိုဒီအောက်မှာကျွန်တော်တို့၈ဖြစ်အောင်ဆိုတုံညာ၄ရှစ်ရှစ်เนาะဒီနှလုံး၄ဒီနှလုံး6နဲ့ပေါင်းရင်8ဆိုတဲ့8အတန်2တန်ကစားခြင်းအဲ့ဒီနေရာမှာကျွန်တော်တို့ကတုံညာထိပ်စီထည့်ရ ဒီလေးလုံးပေါင်းခြင်းရှိသည်ဒီလေးလုံးပေါင်းခြင်းကရှိနော်ဒီလေးလုံးပေါင်းခြင်းတုံညာသည်ဒီလေးလုံးပေါင်းခြင်းကတုံညာတခါဒီလေးလုံးပေါင်းခြင်းငါသည်ဒီလေးလုံးပေါင်းခြင်းကအဲ့ဒီဒီလေးလုံးပေါင်းခြင်းကိုးသည်ဒီလေးလုံးပေါင်းခြင်းကိုးနော်အဲ့ဒီလေးလုံးပေါင်းခြင်းနှစ်ကဒီလေးလုံးပေါင်းခြင်းနှေးလို့နှစ်တန်နှစ်တန်နှစ်တန်သူကစားလာတယ်အဲ့ဒီနေရာမှာသူကတုံညာထိတ်စီကစားအောင်မလားဘူးနော်အဲ့တုံညာထိတ်စီကိုကျွန်တော်ခဏတကွက်ထည့်ပေးခြင်းအဲ့ဒီတုံညာထိတ်ကို ကျွန်တော်တို့ခုနကဒီလိုက်မယ်နော်ဒီနှလုံးလေးဒီနှလုံးလေးဒီနှလုံးလေးလို့ယူလို့ရတယ်လို့၈၉၃ညာထိတ်လို့လည်းယူလို့ရနော်အဲ့ဒီ၈၉၃ညာထိတ်မှာဒီမှာနှစ်ပိတ်ဒီမှာနှစ်ပိတ်ဒီမှာကျွန်တော်နှစ်မပိတ်ဘူးနော်နှစ်မပိတ်ဘူးသုံးပိတ်ပြီဘာလို့သုံးပိတ်ပြီမလဲဆိုတော့တော့ဒီသုံးလုံးခွန်ခွန်ခါလို့ရတယ်ဒီသုံးလုံး၆က၆ခါလို့ရတယ် ီ၃လုံး၅၅ခါလို့ရတယ်နော်ရိုက်ပြီးသွားတာ ਨੇ သူ့ရဲ့အောက်မှာရှိတဲ့ break ခွန်ခွန်ပါပါနှစ်အပိတ်ဒီမှာ break ခွန်ခွန်ပါပါနှစ်အပိတ်နော်ဒီမှာ break ရှစ်ဒီရှစ်ပါပါဒီမှာကျွန်တော်တို့၃ပိတ်ပဲ၃ပိတ်လိုက်တာ ਨੇ ဒီနှလုံးက၅ဒီနှလုံးက၄ဒီနှလုံးက၃၅၄၃ဆိုပြီးပြန်ကစားမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာ၃နောက်ပိတ်ထည့်အဲ့၃နောက်ပိတ်ထည့်လိုက်တာ ਨੇ နောက်၃နောက်ပိတ်၄လုံးပေါင်းเนาะဒီ၃လုံးကျွန်တော်တို့ပေါင်းကြည့်လိုက်၅ တော့ဒီနှလုံးပေါင်းငါး၅နဲ့၈နဲ့ပေါင်းရင်၃၃နဲ့၂နဲ့ပေါင်းရင်သူကငါးဆိုတဲ့အတန်နဲ့ထွက်တယ်အခုဒီဖွန်ပါဝါနှစ်ပိတ်တာနဲ့ဒီနှလုံး၄လို့ဖြစ်တာနဲ့နောက်ပိတ်၃လုံး၄လုံးပေါင်းကြည့်ငါးလို့ပဲဖြစ်တယ်နော်၆ရဲ့၂ရဲ့ပေါင်း၈ရဲ့၅ရဲ့ပေါင်း၃ရဲ့၂ရဲ့ပေါင်းရင်သူကငါးလို့ပဲသူထွက်တယ်ဒါဆိုရင်အခုကျွန်တော်တို့ဒီမှာနောက်ပိတ်၄လုံးပေါင်းမယ်နော်ဒီနှလုံး၅ဒီနှလုံး၄ဒီနှလုံး၃လို့ဖြစ်အောင်၃ပိတ်ထည့်တာနဲ့၈ပါဝါ၃ပိတ်အဲ၈ပါဝါ၃လို့ပိတ်လိုက်တာနဲ့နောက်ပိတ်၃လုံးဒီနောက်ပိတ်၄လုံးဒီ ရှင်းနဲ့6နဲ့ပေါင်း4 4နဲ့ရှင်းနဲ့ပေါင်းရဲ့နှစ်နှစ်ကို9ဖြစ်အောင်ကျွန်တော်တို့က3နောက်ပိတ်ထည့်လိုက်ပါ9ဆိုတဲ့အတန်တန်ထွက်ပြီเนาะအဲ့တော့ကျွန်တော်တို့နောက်ပိတ်4လုံးပေါင်းရင်9နောက်ပိတ်4လုံးပေါင်းရင်9နောက်ပိတ်4လုံးပေါင်းရင်9အဲ့ဒီ9လို့ဖြစ်တာ ਨੇ ဒီနှလုံး9ဒီနှလုံး4ဒီနှလုံး3အဲ့ဒီလို့ဖြစ်လိုက်တာ ਨੇ ခွန်ပါဝါ2ခွန်ပါဝါ2ပါဝါ3နောက်ပိတ်လို့ထွက်ပြီเนาะအဲ့တော့ခုနကျွန်တော်ပြခဲ့တဲ့အောက်လိုင်းက3ညာထည့်เนาะဒီလိုင်းက3ညာထည့်အဲ့ဒီ3ညာထည့်စီးကို ကျွန်တော်ပရိရှိဖြစ်အောင်ငါးခါထည့်နော်ဘာလို့ပရိရှိဖြစ်အောင်ငါးခါထည့်လဲဆိုတော့ပရိရှိဖြစ်အောင်ဘာလို့ငါးခါထည့်လဲဆိုတော့ဟိုဘက်ရက်ကလည်းကျွန်တော်ပရိရှိဆောင်းစင်ပေါ့လို့ကျွန်တော်ပြောခဲ့တယ်နော်မှတ်မိကြပါလားအဒီနေရာမှာဗရိတ်ရှိကကျွန်တော်တို့ဒီအပေါ်မှာရှစ်ခွန်၆ဆိုပြီးထည့်စီသုံးလုံးတန်းထားတာရှိတယ်เนาะအဲအဲ့ဒီရှစ်ထိတ်စီရဲ့အောက်တဘောရဲ့ကြော်မှာခွန်ဗရိတ် မြင်းကုန်လှမ်းပစ်ထားတယ်နော်ခွန်ထိပ်စီးရဲ့အောက်တဝဲကျော်မှာဗရိတ်ခွန်လှမ်းပစ်ထားတယ်အဲ့ဒီ6ထိပ်စီးရဲ့အောက်တဝဲကျော်မှာလည်းဗရိတ်ခွန်ကစားတာပဲနော်အဲ့ဒီမှာခွန်ဗရိတ်ခွန်ဗရိတ်ဒီမှာ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 ခွန်ဗရိတ်နော်သူကစားခဲ့တယ်အဲ့အဲ့လိုကစားပြီးရင်သူ့ရဲ့အောက်တဝဲကျော်မှာ6ပါဝါ4ထိပ်လို့သူလှမ်းထိပ်ပြီး4ပါဝါဗရိတ်6လို့သူကစားတယ်နော်ဒါဆိုရင်ဒီ comparable comparable ကစားပြီးပြီ comparable ရဲ့အောက်တပွဲကျော်မှာ ၄ထိပ်ပြီးတော့ကျွန်တော်တို့၃ထိပ်လို့ပဲစားတယ်။အဲ့ဒီ၃ထိပ်ဒီ၈ပါဝါ၃ထိပ်လို့သူတက်ပေါက်ထားပြီးပါ။အဲ့ဒီ၃ရဲ့ပါဝါဗရိရှေလို့သူပဲစားတယ်။နော်။ဒါဆိုရင်ဒုတိယကတ်မှာအော်ဒါကဗရိတ်ဟောဒါဗရိတ်ခွန်ဆိုင်နင်းနင်းနင်းဒီဗရိတ်ခွန်ဆိုင်ကဗရိတ်ခွန်ဆိုင်ကနေအောင်ကျွန်တော်ကျော်ကျွန်တော်လေးလောတယ်ဗရိတ်ခွန်ဆိုင်ကကျွန်တော်ဟုတ်ကနန်းပြပါတော့ငါကောင်ကောင်ပြထားလိုက်တော့အဲ့ဒါဗရိတ်ခွန်ကနောက်မှပြန်ပြဟိုလေလောတယ်ဗရိတ်ရှစ် ကာတဲ့ကျွန်တော်ဗရိတ်ရှစ်ကို930ခုနထည့်တာဒီကောင်ပြောရမှာဒီမှာဟုတ်ဟုတ်ဒီမှာ930ကျွန်တော်930နော်ဒီနှစ်ထဲကိုကျွန်တော်တို့930ပေါက်မလားမပေါက်လားတော့မသိဘူးဗောလေနော်ဒါပေမဲ့အဲ့ဒီ930ပေါက်ရင်ဒီ3လုံး4เนาะဒီ3လုံးက4သူ့ဘေးမှာပဲဗရိတ်ရှစ်လို့ပေါက်တယ်အဲ့ဒီဗရိတ်ရှစ်ဒီ3နောက်ပည့်ရပါပါဗရိတ်ရှစ်3နောက်ပည့်ရပါပါဗရိတ်ရှစ်930တွေကြီးထွက်တာအဲ့ဒီနေရာမှာကျွန်တော်တို့ဒီ3လုံးပေါက်ရင်4လို့ဖြစ်တယ် သုံးနောက်ပဲရပါပါဒီဘွဲကိုဗရိတ်၈လို့ကစားခြင်းငါ30ကိုပြန်ကစားလို့ရတယ်နော်ဒါလေးပြောဖို့ကအဲ့ဒါဟိုဗရိတ်ခွန်ဆိုင်ကိုတွားပြအဲ့တော့အဲ့ဗရိတ်ခွန်ဆိုင်ကကျွန်တော်တို့ပြင်ဗရိတ်ခွန်ကနေတစ်ခွက်ကျွန်တော်ထည့်ပေးမယ်နော်ဗရိတ်ခွန်ဆိုင်ကတခါတည်းခွန်ဗရိတ်ပါတခါတည်းကြည့်လိုက်ပါလို့ခုနကပြရတယ်လက်စားနဲ့မထူးတော့ပါနော်အဲ့ဒီမှာ9ပါပါ4 4ပါပါဗရိတ်9 8ပါပါ3 3ပါပါဗရိတ်8ခွန်ပါပါ2နော်2ပါပါဒီဘွဲမှာခွန်ဗရိတ် ဒါကစားလို့ရတယ်ပေါ့ဗျာနော်အဲ့ဒီခွန်ပရိတ်နဲ့ခန္ဓာကကျွန်တော်3ညာခွန်3ညာဆိုတဲ့ခန္ဓာကျွန်တော်ထည့်ပြီးတယ်နော်3ညာခွန်3ညာဆိုတဲ့ခန္ဓာထည့်ပြီးဘာလို့3ညာခွန်3ညာထည့်ပြီးရလဲဆိုရင်နောက်ပြီးကျွန်တော်ပြောပြမှာပေါ့နော်အဲ့ဒါကောင်ကတော့ကျွန်တော်တို့ရှစ်ပရိတ်နဲ့ပတ်သက်လာရေ3ညာထိတ်စီးနေဆိုကျွန်တော်ဒီ930ဆိုတဲ့ခန္ဓာလေးကျွန်တော်ထည့်ပြီးတော့ရန်စေ့ခြင်းနေပေါ့နော်အញ្ញာမှာပဲအော်ထိုးခိုင်းမဲ့ခန္ဓာမဟုတ်ဘူးအဲ့တော့ not the side ကျွန်တော်တို့သွားကြည့်မယ်ပေါ့ နောက်ထပ်တစ်စိုက်သွားကြည့်မယ်တဲ့နောက်တစ်စိုက်သွားကြည့်မယ်ဆိုတော့ဒီစိုက်လေးလည်းမစိုးတော့မစိုးဘူးဒီကောင်ကကျွန်တော်ကစားနေကြငါးဆုံးခုနှစ်ပန်းငါးပဲလောက်ပါဒီစိုက်ကကျွန်တော်ကစားနေကြငါးဆုံးခုနှစ်တည်းမှာနော်ငါးဆုံးခုနှစ်တည်းမလဲငါးဆုံးခုနှစ်တည်းနောက်ငါးဆုံးခုနှစ်နော်အဲ့ဒီအဲထဲမှာအဲ့ဒီငါးဆုံးခုနှစ်ထဲမှာ ဖက်သီးတောင်သုံးလုံးနှစ်နှစ်နှစ်ခါ၄ခါသူအောက်ဆောင်မှာဗရိရှိနော်အဲ့ဒီဗရိရှိတိအပူခွားနဲ့ဗရိရှိသူ့ဆောင်မှာ၈နှစ်ခါဗရိဆက်၁လို့ပဲထွက်တယ်ထွက်လိုက်ရင်သူကဒီသုံးလုံးဒီငားလို့ပုံသေးထွက်တယ်နော်အဲ့ဒီသုံးလုံးငားလို့ပုံသေးထွက်တော့ကျွန်တော်တို့ကငားထိုက်စီနဲ့ဗရိဆက်၁နော်ဒါတို့ဒုတိယဒီဘက်နှစ်ထဲမှာလည်းအဲ့ဒီတိုင်းပဲ တဲ့စီတောင်၃လုံးကိုနှစ်လို့ဖြစ်လိုက်တာနဲ့နှစ်ရဲ့နှစ်ခါ၄ခါနဲ့ထွက်တယ်။အဲ့ဒီ၄ခါရဲ့အောက်ဆောင်မှာဗရိတ်ရှိအပူခွားထွက်တယ်။အဲ့ဒီဗရိတ်ရှိအပူခွားရဲ့အောက်ဆောင်မှာ၁၁ဗရိတ်၄၄ခွန်တဲ့စီ၃လုံးကို၁၅လို့ပဲသူထည့်တယ်။နော်။အဲ့တော့အခုကျွန်တော်တို့ဒီနေရာမှာတဲ့စီတောင်၃လုံးကနှစ်နှစ်ရဲ့နှစ်ခါ၄ခါသူ့ဆောင်မှာဗရိတ်ရှိအပူခွားထွက်တော့သူ့ရဲ့အောက်ဆောင်မှာထွက်မဲ့ကဏ္ဍဒီထိတ်စီ၃လုံးပေါင်း၅ဖြစ်အောင်၃ညာထိတ်စီပဲ။၃ညာထိတ်စီနော်။ အဲ့တုံညထိတ်စည်းနေဗရိတ်7ကိုကျွန်တော်ထည့်လိုက်ပါပဲအဲ့ဒီမှာခုနကကျွန်တော်ပြရတဲ့3နောက်ပိနေဆိုတုံညရှိတုံတုံညခွန်4ဒီနှစ်ကွက်ထည့်လို့ရတယ်เนาะအဲ့ကျွန်တော်ခုနကပြခဲ့တဲ့ဒီ3နောက်ပိနေမြန်တွဲထွက်လာမလားဒီတုံညထိတ်ဒီဒီတုံညထိတ်ဒီနေမြန်ဆင်းလာမလားเนาะအဲ့ဒီဖြစ်စဉ်ကတုံညထိတ်ဒီနေမြန်ဆင်းလာမလားဒီမှာလဲတုံညထိတ်ကပါလာပြန်တာပဲ တော့တုံညာထိတ်နဲ့ပါလာပြန်လိုက်ဆိုရင်ဒီနေရာမှာတုံညာထိတ်နဲ့ဗရိတ်ဆက်တက်တို့ထည့်လို့ရတယ်เนาะအဲ့ဒီကောင်ကိုကျွန်တော်တုံညာခွန်လေးကျွန်တော်ထည့်မယ်တုံညာ73ကျွန်တော်ထည့်မယ်ပေါ့เนาะ3နောက်ပိတ်ဟိုစိုက်ကကျွန်တော်ယူထည့်အဲ့ကျွန်တော်တို့နောက်ထပ်စိုက်ကောင်းကောင်းလေးတစ်စိုက်ကျွန်တော်ပြအောင်မယ်အခုပြသွားတာတွေကကျွန်တော်မိတ်ဆွေတွေပြန်စစ်เนาะကျွန်တော်ကဘယ်လိုခေါ်မတော့ဟိုတုံညာထိတ်တို့3လို့เนาะ3လို့တုံညာတို့ကျွန်တော်ဦးစားပေးကစားခြင်းလို့ အဲ့ဒီကစားကွက်တွေတွေကိုကျွန်တော်ဆွဲထည့်တဲ့သဘောမျိုးဖြစ်သွားတာမဲ့တုံညာထိတ်ကလည်းညတိုင်းပဲပြနေတယ်လို့ဖြစ်ညအဲစိုက်ကောင်းလေးတစ်ခုပြမယ်တဲ့အော်ရှစ်ပရိတ်ကဒီမှာလေခုခိုးဘက်နေ့ကကျွန်တော်ပြောခဲ့တာဒီ၅ပရိတ်ရဲ့ဘေးမှာပရိတ်တူပရိတ်ဆောင်စင်နော်အဲ့ဒီ၅ပရိတ်ရဲ့ဘေးမှာပရိတ်၃ဝဆောင်စင်အခုဒီမှာပရိတ်ကျွန်တော်တို့၅ပရိတ်ရဲ့ဘေးမှာရှစ်ပရိတ်ဆောင်စင်ကိုတုံညာထိတ်နဲ့ဆင်းနိုင်တယ်ဆိုပြီးကျွန်တော်ပြောခဲ့တာနော်အဲ့မဲ့တုံညာ၅၃ထည့်ပြီးတော့ရန်ထားပါ အဲ့ဒီညာတဲ့ကျွန်တော်စိုက်တဲ့စိုက်ပြမယ်တဲ့တို့ဒီနားမှာထူးထူးခြားခြားလေးတွေတော့မရှိပါဘူးဒါပေမဲ့ဖြစ်တတ်တာလေးတွေပေါ့နော်တို့ဒီကိုထိတ်တို့ရှစ်ထိတ်တို့ဒီနေရာခွန်ထိတ်တို့မြင်သွားမလားအပွားလေးတစ်ခါ၅ထိတ်တို့၆ထိတ်တို့တစ်ခါခွန်ထိတ်တို့မြင်စင်းလာမလားပေါ့အဲ့ဒါမျိုးလေးတွေကျွန်တော်လိုက်တွေးကြည့်ရင်လည်းကျွန်တော်ကစားခြင်းနဲ့ကစားခွက်တစ်ခုကျွန်တော်တွေ့ထားလို့ဒီကောင်ကတဲ့ဒီကောင်ကကျွန်တော်တို့အဝေးလိုက် เนาะเราขน6งาเนาะขนซ้อน6ซ้อน5ซ้อนคู่นี่เต็มมาดิอพอมาผิดขะยาดิเราไม่ပြောတော့ဘူးဗျာเนาะไม่ပြောတော့ဘူးဒီออกก็ไปซะตัวတော့ဟိုဒီနှလုံးขนตู้ရဲ့ออกซ้อนตะเว้จုံมา8แท่ง5แท่ตู้ออกมาปริ4เนาะตะคัดดิ6ซ้อนเนี่ยคู่นี่เต็มมาแล้วไอ้ไอ้ไดมั้ยဒီနှလုံးขนပြီးတော့8လို့ပဲซะออกซ้อนตะเว้จုံมา8แท่4แท่လို့ပဲซะဒီမှာပြိ5လို့ရတယ် rồi xích lì ngà thì mà xích ngà lì nhá xích lì ngà xích ngà lì ở cuối chân đầu thì này mà thì nó long cu luôn vậy xích tông chọc nó xích tông chọc được cái gì rồi xích thầy gì tông thầy gì xích thầy lì thầy xích thầy ngà thầy bởi đây lì bởi đây ngà bởi đây chọc nó từ cái giá này là chỉ ngay quan điểm về cái giá này ở đây bởi đây lì ở đâu tôi quay cho mà နောက်ပိတ်3လုံးကို4လို့သူပစားတယ်နော်အဲ့ဒီပရိ9ရဲ့အောက်တစ်ခွဲကြောက်မှာ နောက်ပိတ်3လုံးက8 8 5ဆို4လို့ပဲပစားတယ်နော်အဲ့ဒီပရိ6ရဲ့အောက်တစ်ခွဲကြောက်မှာကျွန်တော်တို့နောက်ပိတ်3လုံး4ချင်ရင်၃ညနောက်ပိတ်ထည့်ရအောင်နော်အဲ့အဲ့ဒီ၃ညနဲ့၃ညကဘယ်နယ်စိုက်နေပဲဖြစ်ဖြစ်သူကမလွတ်ဘူးဖြစ်နေတာဒီဘက်၃ည၃ကတော့ထိမှာပဲအဲ့တော့အဲ့ဒီ၄လို့ဖြစ်လိုက်တာ ਨੇ အဲ့ဒီမှာသူက နှစ်ထိတ်စည်းနဲ့နှစ်နှလုံးပူကစားတယ်ဒုတိယကပ်မှာ2004လို့ဖြစ်တာနဲ့သုံးထိတ်စည်းနဲ့သုံးနှလုံးပူတယ်ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ဒီသုံးလုံး4လို့ဖြစ်တာနဲ့4ထိတ်စည်းကိုသုံးညနှလုံးပူကစားမယ်ဆိုကျွန်တော်တို့4 4 3ညဆိုတဲ့ခဏပြီးခဲ့တဲ့ဗရိတ်ရှစ်ဆောင်းစင်းကိုဒီခဏန်းထွက်သွားမလားဒါတွေးကြည့်ရတမျိုးပဲเนาะဒါပေမဲ့အဲ့ဒီခဏန်းကိုကျွန်တော်မထည့်ဘူးဒီဆိုင်မှာဒီသုံးလုံးပေါင်းခြင်း အဲ့ဒီ၃လုံးနှစ်ကိုကျွန်တော်ဒီနေရာမှာနှစ်ထိတ်စီလို့ကျွန်တော်ထည့်ပြီးတော့အဲ့ဒီနှစ်ဒီအပူခွားနေခဏကစားမယ်ပေါ့ဗျာနော်အဲ့တော့နောက်ထပ်၃လုံးက၄လို့ပုံပြရိုက်တယ်ဒုတိယကတ်မှာနောက်ထပ်၃လုံး၄လို့ရိုက်လိုက်တာ ਨੇ ဒီ၃လုံးက၃၃၈နှစ်ဆိုတော့၃အဲ့ဒီ၃ကိုဒီနေရာမှာ၃ထိတ်စီနဲ့၃အပူခွားကစားတယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီနေရာကစားမယ့်အချိန်မှာဒီ၃လုံးဒီခွန်ဖြစ်နေလို့ဒီနေရာမှာခွန်ထိတ်စီနဲ့အပူခွားဆိုရင်ကျွန်တော်ခုနကပြခဲ့တယ် ခွန်3ည3ညနဲ့ခွန်ခွန်3ညဆိုတဲ့ခဏเนาะအဲ့ဒီမှာဗရိတ်ခွန်ကခုနကကျွန်တော်ပြောခဲ့တယ်ဗရိတ်ခွန်ရှိနေတယ်เนาะဒါကြောင့်မလို့ကျွန်တော်ခွန်ခွန်3ညနဲ့ခွန်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 3ညနဲ့3ညခွန်3ညပေါ့เนาะခွန်3ည3ညဒါလေးတွေကြိုက်ရင်ထိုးဖို့เนาะအဲ့ဒီမှာကျွန်တော်တို့ခုနကထည့်လိုက်တယ်ဒီ3လုံးနှစ်ဒီနှစ်ထည့်အဲ့ဒီနှစ်ထည့်လို့ထည့်လိုက်တာ ਨੇ ကိုတိနှစ်ဆိုပြီးတော့ ပုံသေးနောက်သုံးလုံး၄ရဲ့နှစ်ဖက်ကိုဒီသုံးလုံးနှစ်လို့ကစားတယ်နော်အဲ့ဒီမှာနောက်ထောင်သုံးလုံးက၄လို့ကစားလိုက်တာနဲ့၉၃၃ဆိုပြီးတော့ဒီသုံးလုံးကနှစ်လို့ကစားတယ်အဲ့ဒီနှစ်လို့ကစားရင်ထောင်သုံးလုံး၃ဒီထိတ်နေကစားတယ်နော်အခုဒီနေရာမှာကျွန်တော်တို့ဒီသုံးလုံးပေါင်းခွန်ဒီခွန်ထိတ်လို့ထိတ်လိုက်တာနဲ့နောက်ထောင်သုံးလုံး၄ရဲ့နှစ်ဖက်ခွန်၈ခွန်ဆိုပြီးတော့နှစ်လို့ကစားနော်အဲ့ဒါဆိုရင် तू ကကြိုက်နေတာပဲနော်ခွန်ထိတ်စီက အဲ့ခွန်ထိပ်စီးတုံညာနောက်ပိတ်နေအပူခွားကိုထည့်မယ်ဆိုရင်အခုကျွန်တော်ထည့်ပြခဲ့တယ်ခဏကျွန်တော်ဒီနေရာမှာရေးလို့မရရဘူးဖြစ်ရေးလို့မရဘူးဖြစ်နေတယ်စာရွက်တော့ရက်ရှာပြီးကျွန်တော်ရေးပြလိုက်ပါတော့မဟုတ်ရင်လည်းကျွန်တော်မိတ်ဆွေတွေကဆရာတဲ့ရေးမပြပြန်ဘူးပါဘူးညာဘူးပြောင်းอืมနော်အဲ့ဒီ site ကတကွက်သေးလို့လို့ထွက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကသွားပြီးတော့တော့ တယူတာမမရဘူးခွန်ခွန်3ညလို့သူထွက်တယ်လို့ခွန်3ညခွန်လို့လည်းဒါယူလို့ရတယ်သူကခွန်3ညခွားနဲ့အပူခွားကစားခိုင်းတာနော်နောက်တစ်မျိုးကတုံးထိပ်အပူ၄ထိပ်အပူအဲနှစ်ထိပ်အပူတုံးထိပ်အပူ၄ထိပ်အပူဆိုရင်ကျွန်တော်တို့၄၄3ညလို့အဲတက်မျိုးကစားသွားလို့ရတယ်နော်နောက်ခုနကျွန်တော်ပြောတဲ့3ညထိပ်စီးနဲ့3ည5 3နော်နောက်3ည6 3 ဒီနှစ်ကွက်ကတော့မင်းเนาะဒီနှစ်ကွက်ကတော့မင်းကျွန်တော်မဲဆွေဒီမကြိုက်လဲထိုးကြိုက်လဲထိုးဒီအပွားဟာတွေကတော့ကြိုက်မှာတို့เนาะနောက်ကျွန်တော်ပြထားတာရှိသေးတယ်ဒီဘက်ရေးလိုက်မယ်ချစ်ပေါင်း9နဲ့361เนาะ361 3ည8 3 3ည8 3ည ဒါတွေမတို့မဖြစ်တုံည4 3 3 3တုံည3အတွဲလိုက်နေကစားချင်တာပဲဗျာเนาะတို့ရဲ့ကိုကြည့်ပြခုမဒီဒီဒီဆိုက်ကတော့ကြိုက်မှလဲထိုးပါကျွန်တော်ကတော့ကြိုက်တယ်ကျွန်တော်နည်းနည်းတော့ကစားမယ်လို့စဉ်းစားတယ်ဒီ3လုံးနှစ်ကထိတ်စီအဲ့ဒီနှစ်ထိတ်လို့ထိတ်တာ ਨੇ ဒီ3လုံးက အာဘောဒီတွေ့ပြီအဲအဲ့ဒီဘောဒီဟိုဘယ်ရောက်သွားတော့ဟာဘယ်ရောက်သွားပြန်ဝင်သွားပြီလားဟာဘယ်နာကြာသွားတာပေါ့ပြီအော်ဘောဒီရှာမတွေ့တော့သွားပါပြီမင်းနေရတဲ့ဒါလေးတစ်ချောင်းရှိပါလေဘောဒီရတယ်တီတီလေးအောက်ထမြန်ပေါက်သွားတယ် ပေါ့ပေါ့အာသွားပြီပေါ့ဘာမှမမြင်ရတော့နော်အဲ့ဒီသုံးလုံးနှစ်ဒီထိတ်စည်းလို့ထဲတာ ਨੇ နောက်တော့သုံးလုံး၄နှစ်ခတ်နှစ်နော်ဒီမှာနောက်တော့သုံးလုံး၄နှစ်ခတ်ဒီသုံးလုံးကနှစ်လို့ဖြစ်တာ ਨੇ ဒီသုံးလုံးပေါင်းခြင်းသုံးဒီထိတ်စည်းနော်ထွိုင်းဆိုင်မရှိဘူးခင်ဗျာနော်ထိုးခြင်းရင်သုံးရထိုင်လို့သုံးထိုင်လို့ထိုးအဲ့ဒီသုံးလုံးခွန်ဒီထိတ်လို့ထဲတာ ਨੇ နောက်သုံးလုံး၄ရက်နှစ်ခတ် ရှစ်ခွန်ခွန်ရှစ်ခွန်နော်နှစ်လို့ပြန်ချုပ်ထားတယ်အဲ့ဒီနေရာမှာခွန်သုံးညအခွနဲ့ဆယ်ခွက်ဆွဲခြင်းနဲ့ဆွဲမဆွဲခြင်းလဲအပူအခွနှစ်ခွက်ထိုးနော်ကျွန်တော်တော့တိတ်တော့မကြိုက်ဘူးဗျမကြိုက်ဘူးဆိုတာအပူခွားကိုမကြိုက်တာဒါပေမဲ့ခွန်တုံညခွားကိုတော့နည်းနည်းစိတ်ဝင်စားတယ်နော်အဲ့ဘယ်လိုကြမယ်ဆိုတော့ဘယ်သိမလဲလေကျွန်တော်မိတ်ဆွေကြီးကြိုက်မှလည်းကစားကျွန်တော်အတင်းကြီးတော့မကစားနိုင်ပါဘူး နော်3956နော်ဒီကနေ3956ကဟိုနေ့ပြပြီးသားဒီမှာမရေရသေးဘူးခုနကဗရိတ်တက်လည်းရှိတယ်3ညထိတ်လည်းရှိတယ်3ည56 3965ဒါဒီ3ည56ကိုဒီစိတ်ကဗရိတ်ဟိုဒီစိတ်က3ညထိတ်နဲ့ဗရိတ်တက်ဆိုအဲ့3ည56ကမစိုးဘူးနော် တုံညခွန်တုံးရှိတယ်လေအခုကျွန်တော်ပြရတဲ့တုံညထိတ်တို့သုံးအပိတ်တို့နောက်ဟိုးရက်ကကျွန်တော်ပြရတဲ့တုံညခွန်ရှိတွဲတို့နော်အဲ့ကနန်းနေကစားမှာတုံညခွန်သုံးလို့ပါတယ်နော်ဒါတွေဆိုတော့သုံးနောက်ပိတ်တွေဒါတုံညထိတ်စည်းတွေဂျာလက်ကောင်ခွန်ခါကတုံညခွန်အတွဲလိုက်ဆိုပြီးကျွန်တော်စလွှင့်နေနေရပြခဲ့တယ်လေအမှတ်မိတော့ဘူးလားတုံညခွန်အတွဲလိုက်ဆိုပြီးကျွန်တော်ပြခဲ့ပါတယ်တုံညထိတ်စည်းကြမယ်နေရနော်ဒီမှာဒါ6တုံည 680လို့ထောင်လိုက်တာ ਨੇ ဒီ3ခါဒီနှစ်ဥပ္ပါ3ခါเนาะဒီမှာလဲ680လို့သူထောင်လိုက်တာ ਨੇ ဒီ1ခါဒီနှစ်ဥပ္ပါ1ခါဒါဆိုရင်ဒီနေရာမှာ68တုံညလို့ထောင်ရင်ဒီခွန်ခါဒီနှစ်ဥပ္ပါ9ခါပြရမယ်เนาะအဲ့တုံညခွန်အတွဲကိုခုနကျွန်တော်ပြရတဲ့3နောက်ပိတ် ਨੇ ကစားကြည့်ပေါ့ဟုတ်တယ်မလားဒါဒီ site တွေဆိုရင်လဲဒါ3နောက်ပိတ်ပဲ တို့ဒီထောင်သုံးလုံးရှစ်ရှစ်ပါပါသုံးနောက်ပိတ်ဒီထောင်သုံးလုံးကရှစ်ရှစ်ပါပါသုံးနောက်ပိတ်ဒီထောင်သုံးလုံးရှစ်ရှစ်ပါပါဒီဘက်မှာသုံးနောက်ပိတ်ရှိတယ်ဆိုပြီးဟိုနေ့ကကျွန်တော်ပြောခဲ့တယ်နော်အဲသုံးနောက်ပိတ်ရှိတယ်ဆိုတော့သုံးနောက်ပိတ်ကလည်းများတယ်သုံးထိပ်ကလည်းများတယ်သုံးတုံညာသုံးမိနေအောင်ပါ6ပဋိဒိတ်ကိုတော့မကြိုက်တယ်ဝတ်ကြတာ6ပဋိဒိတ်ကိုမကြိုက်ဘူးတုံညာခါးကိုလည်းမကြိုက်ဘူးအထက်နေတော့ပါဘူးဗျာအထက်နေတော့ပါအဲသုံးတုံညာထိအောင်တော့ထိုးနော်တုံညာထိပ်ကိုဒုတိယနေရာမှာပဲထားသုံးထိပ်ကိုပထမနေရာမှာထား ဘယ်ထိတ်တွေကျွန်တော်မှအများကြီးတယ်ဒါပေမဲ့သုံးထိတ် site တွေကိုမမီဘူးသုံးထိတ်ကပိုကောင်းတယ်ဒီ site မျိုးတွေကကျွန်တော်တိတ်ဒီ site ကိုတွေ့ကျွန်တော်ဒီ site မျိုးတွေကျွန်တော်တိတ်မကြိုက်တော့တာဒါတည်းလေးခက်ဖြစ်နေနော်တစ်ခက်နှစ်ခက်သုံးခက်လေးခက်ဒီလို၄ခက်မှာကျွန်တော်မကြိုက်ဘူးတို့ဒီလိုသုံးခက်ဆိုရင်တော့ဒါကျွန်တော်တို့အသေးကြိုက်တာတည်းလို့ပြောရနော်ဒါတို့ကနှစ်ဖြစ်ပြီးမှနှစ်ဖြစ်တာကိုးဖြစ်ပြီးမှကိုးဖြစ်တာဒီမှာ၁၀ဖြစ်ပြီး၁၀ဖြစ်တာလေးခက်မှာကြတော့ဒါမျိုးလေးခက်ဖြစ်သွားရင်ကျွန်တော်တိတ်မကြိုက်တော့ဘူးအဲ့ဒါမျိုးမဟုတ်ဘူးကျွန်တော်နည်းနည်းလေးစိတ်ထဲမှာတုံညာထိတ်ကိုထင့်လာ အစောကတုံညက်ထိတ်နဲ့ organan ထုတ်မယ်ဆိုပြီးတော့ဒါပေမဲ့အဲ့ဒီ site ကိုတွေးလိုက်တော့ကျွန်တော်သုံးထိတ်ပဲ gain တော့မယ်တုံညက်ထိတ်မ gain တော့ဘူးเนาะဒါသုံးထိတ် site ဒီ site ကဟိုနေ့ကကျွန်တော်သုံးထိတ်ပြတော့ကျွန်တော်ဒီအောက်ကအထောက်ကိုကျွန်တော်မပြောသွားဘူးမေ့သွားတယ်တော့ဒီသုံးလုံးနှစ်လို့ဖြစ်ရင်ခွန်ပါပါနှစ်เนาะဒီသုံးလုံးနှစ်လို့ဖြစ်ရင်6ပါပါ1အဲ့ဒီ၃လုံး2ဖြစ်အောင်၃ထိပ်စီထည့်တယ်နဲ့၈ပါပါ၃ထိပ်လို့ကျွန်တော်ပြောပြီးတော့ဒီမှာကျွန်တော်စတင်ခဲ့တဲ့၆ပြိတ်၆ပြိတ်တည်နော်ပြခဲ့တယ်အဲ့ဒီ၆ပြိတ်ရဲ့အပေါ်က ဒီသုံးလုံးပေါင်းခြင်း၄၄ခန်း၂ကိုမှအဲ့ဒီမှာခွန်ပါဝါ၂ထိတ်လို့ထည့်ဒီမှာလည်း၆ပြိတ်လို့ရိုက်တယ်သူ့ပေါ်မှာခွန်၄ခွန်သုံးလုံးပေါင်း၈၈ရဲ့နှစ်ခတ်ဒီမှာ၁ထိတ်လို့ထည့်နော်အဲအခုဒီနေရာမှာကျွန်တော်တို့၆၉၃ညသုံးလုံးပေါင်းခြင်း၅၅နှစ်ခတ်၃ထိတ်ကိုဒီမှာထည့်ရမှာနော်အဲ့ဒါကိုကျွန်တော်ကအပေါ်လိုင်းကိုပဲကျွန်တော်ပြသွားပြီးတော့အောက်လိုင်းကကျွန်တော်မေ့သွားတယ်နော်ဒီအဲ့ဒါကြောင့်မလို့ဒီဘွဲမှာ၃ထိတ်စီးနဲ့၃ညအပိတ်နဲ့ကစားမလားပေါ့ ောကနန်းတော့မထုတ်ဘူးเนาะဒါတွေလဲသုံးထက်စီအစိုးရပြခဲ့တာဒါ390เนาะဒီကနန်းကလုံးဝမမိပါနဲ့ကျွန်တော်ပွဲတိုင်းထည့်တယ်ကျွန်တော်ဩရဲချိန်တော့ကျွန်တော်ကနန်းရောင်းပြီးတော့အဲ့ရောင်းသမျှပတ်စံကျွန်တော်ဘတ်တထောင်ကျော်ဘူးတကွက်တည်းထိုးထားတယ်เนาะတုံညာ9သုံးတဲ့တကွက်တည်းကျွန်တော်တထောင်ဘူးတထောင်လုံးကျော်ပါသေးတယ်ကျော်တယ်เนาะကျွန်တော်ဘယ်ချိန်အကိုချိန်ကလာကျွန်တော်ရောင်းလိုက်တာဘယ်ချိန်ကဟမ်ဘယ်ချိန်ကလဲမိပါပြီဒီပွဲတော့ကလာမသိဘူးအဲဒီပွဲတော့ကလာမသိဘူးဆိုတော့ 696ထွက်တဲ့ဘွယ်က696ထွက်တဲ့ဘွယ်တော့ကျွန်တော်3963ဆိုပြီးကျွန်တော်ကိုခါနဲ့ပဲကျွန်တော်ဆုတ်ခိုင်းတယ်တွက်တယ်696ထွက်တယ်အဲ့ဒီဘွယ်တော့ကျွန်တော်ထိုးရတာတကွက်သေးအပီဆိုပြီးတော့ကျွန်တော်ရောင်းစားပြီးတော့ရတဲ့ကဏ္ဍကျွန်တော်ပတ်စံကျွန်တော်အကုန်အိုးထားတဲ့ကဏ္ဍဒီကဏ္ဍဒီဘွယ်မှာလည်းထိုးလို့ရလားရတာပဲကျွန်တော်စိုက်ပြထားပြီးသားနော်ကျန်တာကြိုက်ကြိုက်မကြိုက်ကြိုက်ဒီနှစ်ကွက်ကတော့ကြိုက်ဖြစ်အောင်ကြိုက်ဒါနောက်ဆုံးလိုက်ပဲနော်ဒါနောက်ဆုံးလိုက်ပဲအဲ့ဒါကြောင့်မလို့ကျွန်တော်လာပြောတာဒါနောက်ဆုံးလိုက်ပဲဒီနှစ်ကွက် ဘောပညာသွားပြီဘောပညာသွားပြီဆိုတာဘောပညာမှန်ကြီးကျွေသွားပြီမင်းပြန်ဟောမင်းပြန်တနေကုန်နေအတော်ပဲမင်းပြန်မဝယ်တော့အဲ့ဘောပင်နေကျွန်တော်တခါမှကုန်အောင်မသုံးအောင်ကျွေတာနဲ့ပဲမမျောလိုက်မင်းနေအများကြီးတယ်တဲ့တဲ့ပုံရိုက်ယူထားလိုက်ကြတော့ဗျာနော်